မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ အရက်သားပြည်သူတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှု ပုံများလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လက်ဆန့်ကြောင်းအရက်သား9ဦးနဲ့အထက်အစုလိုက်ပြုံလိုက်တည်ဆောင်ရတဲ့ဖြစ်ရပ်တွေခက်ဆိတ်ဆိတ်ဖြစ်လာနေပါတယ်။ဒီနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီနှစ်လမှာလည်းလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုအကြိမ်20ကြောကြောင်းတည်ဆောင်ခဲ့ရသူ230ရှိတယ်လို့ညံလင်းတည်သူဒေသနာဖွဲ့ရဲ့အကြံပေးကိုမိုးထန်နေကသတင်းဌာနကိုပြောပါရယ်။အာနာသိမ်းပြီးတဲ့2021ကနေစပြီးတော့နှစ်အလိုက်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်တွေပို့ပို့ပြီးများလာတာကို ုတွေ့ရတယ်အများစုကတော့လေးချောင်းကတိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့တာပေါ့လေဒါပေမဲ့တစ်ဖက်မှာလည်းစစ်ကြောင်းထိုးပြီးတော့တပ်ဖြတ်ခံရတာမျိုးတွေရှိတယ်အ ਨੇ ဆုံးကတော့နှစ်လပေါင်းမှဖြစ်စဉ်24ခုစုစုပေါင်းတိစောင်းတို့အရေးအတွက်ဆိုရင်230ရှိတယ်စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလထိအရသာ9ဦးနဲ့အထက်အစုလိုက်အပြုံလိုက်တိစောင်းမှုဖြစ်ရအ ਨੇ ဆုံး388ခုရှိခဲ့ပြီးအသက်ဆုံးရှုံးရတဲ့သူအ ਨੇ ဆုံး3930တောင်ရှိခဲ့တယ်လူသူကပြောပါတယ် 2021ခုနှစ်ဖြစ်ရ54ခုမှာတည်ဆောင်းသူ950 2022ခုနှစ်ဖြစ်ရ64ခုမှာတည်ဆောင်းသူ611ဦး2023ခုနှစ်ဖြစ်ရ66ခုမှာတည်ဆောင်းသူ198ဦးနဲ့2024ခုနှစ်ဖြစ်ရ150မှာတည်ဆောင်းသူ1442ဦးရှိရလို့ညံလင်းတိသူဒေသနာဖွဲ့ကပြောပါတယ်။သတင်းဌာနကပြုစုထားတဲ့စည်ရင်ရနိုင်ငံတော်ဝန်လီကျောင်းနဲ့လက်နက်ကြီးကြောင့်အခုမလပထမနှစ်ပတ်အတွင်းအရတား90ဦးတည်ဆောင်းပြီး169ဒဏ်ရာရခဲ့ပါတယ်။မန္တလေးတိုင်းဟာတည်ဆောင်းသူ49 ဦးဒဏ်ရာရသူ53နဲ့အများဆုံးဖြစ်ပါတယ်။မလ16ရက်နေ့ကနောင်ချုံမြို့စင်ရတနာပရိယတိစာတင်တိုင်းလေးချောင်းနဲ့ပုံကျဲခံရတာကြောင့်ကိုရင်တန်ကား6ပါးနဲ့ဒေသခံ3ဦးစုစုပေါင်း9ဦးသေဆုံးခဲ့တယ်လို့ DNL ကထုတ်ပြန်ခဲ့ပါတယ်။အလားတူမန္တလေးတိုင်းစင်ကူးမြို့နဲ့လက်ပံလာရွာကို2025ခုနှစ်မလ14ရက်နေ့မှာစစ်ကောင်စီတပ်ကလေးချောင်းနဲ့ပုံကျဲခဲ့တာကြောင့်ကလေးချောင်းဦးပါဝင်ဒေသခံ29ဦးသေဆုံးခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စကိုင်းတိုင်းနဲ့မကွေးတိုင်းအစက်ကရှေးလေကျောတိုက်ပွဲမှာစ စ်ကောင်စီတပ်ကရှီစကြုံမျိုးနဲ့တာကောင်ရွာမကိုမလ9ရက်နေ့ကစပြီးတပတ်နီးပါဝင်ရောက်တဆွဲပြီးရနောက်မိရှုတပ်ဖြတ်ခဲ့တဲ့ရုံလောင်း6လောင်းတွေ့ရှိခဲ့တာကြောင့်နှစ်ပတ်အတွင်းတပ်ဖြတ်ခံရတဲ့အရသာ18ဦးထပ်မင်းရှိရလို့ရှီစကြုံတောင်ရှိ Info Committee ဖွဲ့တာဝန်ရှိသူကပြောပါတယ် ပစ္စည်းလဲယူလူကိုလည်းတတ်သွားတာလို့အသက်63နှစ်အရွယ်ဖခင်တည်ဆုံသွားတဲ့တားဖြစ်သူကပြောပါတယ်။ကျွန်တော်လုံးဝလုံးဝကိုမကျေနပ်နိုင်ဘူးပေါ့။ရွှေငွေပစ္စည်းတွေယူပြီးလူပြန်လွင့်ရင်ကျွန်တော်တို့ကခံတာပါသေးတယ်။အခုကရွှေငွေပစ္စည်းတွေလည်းယူသွားတယ်လူကိုလည်းရဲရဲဆက်ဆက်တတ်သွားတဲ့အတွက်ကျွန်တော်တို့လုံးဝကို မခံစားနိုင်ပါဘူး။သူ့လိုပဲအသက်ခံလိုက်ရတဲ့ခင်မွန်အတွက်ကျန်ရစ်သူစနီကစစ်ကောင်စီဖွဲ့ကိုတရားစွဲအပြစ်ပေးတင်တယ်လို့ပြောပါတယ်။သူတို့ကလူမဆန်စွာညှာတာမှုစိတ်မရှိဘဲနဲ့လူဆိုးရဲ့လူကောင်းရဲ့လူလည်းမခွင့်ချဘဲနဲ့ရဲရဲဆက်ဆက် မသိမရှင်းမိရှို့သလားသိပြီးမှမိရှို့သလားတက်သွားတာပါဒီလိုပဲတက်သွားရလို့ယူဆရပါတယ်အိမ်အောင်ဦးစီးတယောက်ရရက်ဆက်ဆက်အသက်ခံရလို့ပြက်စီးသွားတဲ့အတွက်ဒီလိုမျိုးရက်ဆက်တဲ့ဟာတွေကိုတရားစီရင်မှုကတော့သူတို့တသက်တကြွတင်မကပါဘူးဘဝပေါင်းများစွာတော့အဖြစ်ပြင်းလို့ဖြစ်နိုင်ပါတယ်လို့ပြောပါတယ်အခုလိုအစူလိုက်အပြုံလိုက်တက်ဖြတ်ခင်မှုကြောင့်စစ်ကောင်စီကောင်းဆောင်ကိုအရေးယူလို့ရတယ်လို့တရားလွတ်တော်ရှိနေဦးကြီးမြင့်ကသတင်းဌာနကိုပြောပါရယ် ICC တရားရုံးရှိနေအဲ့ဒီတရားရုံးကတော့ပုံစံနည်းရက်နဲ့လက်ခံနေ တစ်ကတက်ဆိုင်ရာအုတ်ချုပ်နေတဲ့အစိုးရကနေပြီးတော့တရားဝင်တည်ပြတဲ့နိလန်ဥပမာ NUG ကိုနိုင်ငံတကာကအတိမတ်ပြုတယ်ဆိုလို့ရှိရင်သူကတင်ပြတဲ့နိလန်ပေါ့ဒီလိုစုံစမ်းစစ်ဆေးပြီးတော့မှအပြည်ပြည်ဆိုင်ရာရာဆွေးခုံရုံကိုတင်တာပေါ့ဥပမာပူတင်တို့လိုဟာမျိုး နေတန်ယာဝုလိုတွေယူကိုစလာဗီးယားတမရဟောင်းမီလိုစီဗစ်တို့လိုလေမီလိုစီဗစ်လက်အောက်မှာအမှုထမ်းခဲ့တဲ့ဗိုလ်ချုပ်ကြီးတွေဒီလိုနီလန်တွေနဲ့တော့လူသားမျိုးနွယ်ကိုမျိုးတုံးအောင် လုံးမှုအစုလိုက်ပြုံလိုက်တတ်မှုရာဆွေးမှုကျူးလွန်တာတွေအဲ့လိုနီလန်းတွေနဲ့အရေးယူလို့ရတယ်လို့ဥပဒေအရသိရပါတယ်။ မြန်မာနိုင်ငံမှာတရားစီရင်ရန်နေရာကောင်းလာတဲ့အခါမှာဆင့်ရဆွေမှုတွေကျူးလွန်ထားတဲ့စစ်ကောင်စီဖွဲ့ကိုထိုင်းတိုင်းတန်တန်အပြစ်ပေးအရေးယူနိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစီရင်ဆောင်ရွက်နေရလို့ NUG လူခွင့်ရေးဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကပြောပါရယ်အထူးသဖြင့်ပြည်တွင်တရားရန်နေရာတရားစီရင်ရန်နေရာကို ဖော်ဆောင်နိုင်တဲ့အခါကျရင်အခုကျွန်တော်တို့လက်တလော NUCC NUG နဲ့တခြားသက်ဆိုင်တဲ့အစုအဖွဲ့တွေပါဝင်တဲ့ Trust Station နဲ့ Justice Policy ထွက်လာတဲ့ဟာရှိရဲ့ဒီလိုဟာတွေမှာလည်းကျွန်တော်တို့ကတက်ဖြတ်မှုတွေလူမဆန်တဲ့ယာဆွေးမှုတွေနိုင်ငံတကာယာဆွေးမှုမျိုးတွေကျူးလွန်တဲ့ဟာတွေကိုထိုက်ထိုက်တန်တန်အရေးယူပေးဖို့ဆောင်ရွက်နေတာရှိတယ်။ စစ်ကောင်စီကကျူးလွန်ထားတဲ့မိသားစုဝင်တွေပေါ်ကြံရတဲ့မိသားစုဝင်တွေကတရားမျှတမှုရအောင်မဖြစ်မနေဆောင်ရွက်သွားဖို့ရှိရလို့ဒုတိယဝန်ကြီးကပြောပါရယ်။အစွန်းလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရဖို့ချုပ်စောမင်းထွန်းကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြေဆိုတာမျိုးမရှိပါဘူး။အာဂျင်တီးနားတရားရုံးကစစ်ကောင်စီကောင်းဆောင်တဲ့သူ့အဖွဲ့ကိုဖမ်းဝရမ်းထုတ်လိုက်တာကလည်းတရားမျှတမှုကိုမျှော်လင့်နေတဲ့ပြည်သူတွေအတွက်အင်အားဖြစ်စေရလို့ကင်းရင်ပြည်ချားကလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်ရင်မှုကိုပညာကပြောပါရယ်။အာဂျင်တီးနားကနေထုတ်လိုက်တဲ့ ဖန်ဝရံပုံစံမျိုးရိုဟင်ဂျာကိစ္စတခုကိုပဲအဓိကထားတယ်ပဲပြောပြောသူတို့အဆက်တွေကနိုင်ငံတကာမှာတခြားသောတရားမျှတမှုကိုရတဲ့အခါမှာအားဖြစ်စေရင်အာဂျင်တီးနားကိစ္စကစစ်ကောင်စီကိုကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေနဲ့ပတ်သက်ပြီးတော့မှနိုင်ငံတကာဥပဒေကြောင့်ရအရေးယူနိုင်တဲ့စစ်ကောင်စီကိုတရားစွဲနာပြီးဖန်ဝရံထုတ်တာတွေလုပ်နိုင်သည့်အခြေအနေများကြီးရှိရလို့ပြောလို့ရတယ်ရခိုင်ပြည်နယ်မောင်ဒေါ်ဒေတာမှာ2018ခုနှစ်ကရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့ဆက်ဆက်ပြီးစစ်ကောင်စီပို့ချုပ်မှုကြီးမင်းအောင်လိုင်းပါဝင်မြန်မာစစ်တပ်ကအရာရှိကြီးငယ်23နဲ့အဲ့ဒီ င်ချင်းကအစိုးရဖွဲ့ကိုစားတာဝန်ရှိတဲ့နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဟောင်းဦးထင်ကျော်တို့ကိုအာဂျင်တီးနားတရားရုံးကဖေဖော်ဝါရီ17ရက်ကဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဆက်လက်ပြီးအဖွဲ့တွေမညီညွတ်မှုကြောင့်ချင်းပြည်နယ်ရေရှုပ်ထွေးနေကြောင်း ICJ ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ကနေမြေအများစုကိုတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားနိုင်ပြီးမယ်။ပြည်နယ်အုပ်ချုပ်ရေးနဲ့တရားစီရင်ကဏ္ဍတွေမှာရှုပ်ထွေးနေတယ်လို့နိုင်ငံတကာပဋိပက္ခလီလာဆောင်ကြည့်ရေးအဖွဲ့ ICJ ကမက်လာ၁၉ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါဟာပြည်နယ်အတွင်းအထူးကတော်လိုင်းအင်အားစုနှစ်ခုဖြစ်တဲ့ချင်းမျိုးသားတပ်ဦး CNF နဲ့ချင်းညီနောင်ဖွဲ့တို့ရဲ့မညီညွတ်မှုတွေကြောင့်ဖြစ်တယ်လို့ ICJ ကထောက်ပြထားပါတယ်။ဖေဖော်ဝါရီလ26ရက်ကတော့ CNF ဦးဆောင်တဲ့ချင်းပြည်ချင်းလန်းကောင်စီနဲ့ င်ချင်းညီနာဖွဲ့ဦးဆောင်တဲ့ကြားကာလချင်းမျိုးသားတိုင်ပင်ခံကောင်စီတို့ပူးပေါင်းပြီးချင်းမျိုးသားကောင်စီဖွဲ့စည်းသွားမှာဖြစ်ကြောင်းနှစ်ဖွဲ့စလုံးကသတင်းထုတ်ပြန်ထားပါတယ်။ဒီသဘောတူညီချက်ကချင်းပြည်နယ်ကတော်လိုင်းဖွဲ့တွေညီညွတ်ဖို့အရေးကြီးတဲ့အခြေအနေတလန်းဖြစ်တယ်လို့နိုင်ငံတကာပဋိပက္ခလေးလာဆောင်ကြည့်ရေးဖွဲ့ ICG ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအကြံပေးအရာရှိ Richard Hose ကပြောပါတယ်။ပြီးခဲ့တဲ့လအချိန်ကသဘောတူညီချက်တခုကညီညွတ်ဖို့အတွက်အရေးကြီးတဲ့အခြေအနေအစားပါဒီရလတ်အောင်မြင်ဖို့အတွက်ခေါင်းဆောင်တွေရဲ့အမျှော်မြင်ရှိမှုလိုအပ်တယ်လို့လက်တွေ့အခြေအနေတင်မာမှုတွေရောကြ ာဖို့လည်းလိုပါတယ်။ချင်းပြည်နယ်အုပ်ချုပ်ရေးခတ်ခဲတဲ့စိန်ခေါ်မှုနဲ့ပฏิပက္ခတွေကြောင့်နေရဲစွန့်ခွာထွက်ပြေးရမှုအတွက်လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေချိန်မှာပြည်သူဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်မဖြစ်မနေအခြေအနေတိုးတက်လာဖို့လိုအပ်ပါတယ်။ဒါပေမဲ့အခုလိုရည်မှန်းချက်ကိုအကောင့်ထဲပေါ်ရမှာနှီးကွင်းရင်ဒါမှမဟုတ်မအောင်မြင်ရင်ချင်းမာစင်ကြီးပฏิပက္ခထပ်ပြီးတော့တောက်လန်လာနိုင်တယ်လို့ ICJ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကလည်းဆုံးရှုံးနေမြေပြီးပြန်လည်ရယူဖို့အတွက်ဒီလိုအခြေအနေကိုအခွင့်အလမ်းပြင်ပမှတ်ယူသွားလိမ့်မယ်လို့လည်းထောက်ပြထားပါတယ်။ CNF နဲ့ချင်းညီနာဖွဲ့တို့သဘောထားကွဲလွဲမှုကလက်တလောပြည့်နေနိုင်တဲ့အနေအထားမရှိသေးဘူးလို့မတူပီဒေသခံတအူးကပြောပြခဲ့ပါတယ်။ ဒီချင်းအမျိုးသားတပ်ဦး CNA CNF နဲ့ဒီချင်းညီနောင်တွေနဲ့သဘောထားကွဲလွဲမှုတွေကြောင့်ချင်းပြည်နယ်မှာအုပ်ချုပ်ရေးဒီပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကအခက်အခဲအတိုင်းအတာတစ်ခုတည်ရှိနေ။ဒီဟာကလည်းလက်တလုံးအခြေအနေအရပြည်လည်နိုင်တဲ့အနေအထားမျိုးတော့မရှိသေးဘူးလို့သုံးသပ်လို့ရတယ်။ ဒီလိုမျိုးပဲအခုပြန်လဲပေါင်းစည်းရေးအတွက်ညှိနှိုင်းကြတော့လဲလက်တွေ့ကြနိုင်ဖို့တော့တော်တော်လေးကိုအချိန်အပြည့်လိုအောင်မယ်လို့ကျွန်တော်မျိုးတို့ယူဆလို့ရတယ်။ CNN ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နေကတော်လိုင်းမူဝါဒနဲ့ရက်တီချက်တူညီရင်အများဆန္ဒကိုလိုက်နာဖို့လိုပြီးအ ਨੇ စုဆန္ဒကိုလည်းလေးစားရမယ်လို့သတင်းဌာနကပြောပါတယ်။ကိုဖွဲ့စည်းရက်တီရင်ကိုပဲအလေးပေးမှုများနေရင်တော့ချင်းပြည်နယ်ရဲ့အခြေအနေဟာအခုလိုအနေထားမျိုးပဲဆက်ရှိနေလိမ့်မယ်လို့စလိုင်းထန်နေကပြောပါတယ်။